မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ31ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသကေလာကျေးရွာမှာမရင်းကျင်းမှုစံစီအားထုတ်သူတအုပ်ကိုရဲကငွေကျပ်နှစ်သိန်းလက်ယူပြီးတော့မက်လ23ရက်နေ့ကပြန်လွတ်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် AP လလေပိုင်းလောက်ကအသက်25နှစ်ဝန်းကျင်အရွယ် ကေလာရွာကံအမျိုးသမီးတအူးကိုတရွာထဲသားချင်းတက်လက်ပိုင်းအရွယ်အမျိုးသားတအူးကမရင်းချင်းမှုကြံစီအားထုတ်ခဲ့ရမှာမအောင်မြင်ပဲအမျိုးသမီးဟာလွတ်မြောက်သွားခဲ့ပြီးတဲ့နောက်နန်းပန်ရဲစခန်းကိုတိုင်ကြားခဲ့တယ်လို့သိရပါဗျ။ပုပ်ကိုရေးအရနီးဆက်တဲ့သူတအူးကသွားတိုင်တော့ရဲကနဲ့နာတဲ့မိန်းကလေးဘက်ကိုပြောပေးမယ်ဆိုပြီးတော့မိသားစုဝင်တွေကိုပြန်လွတ်လိုက်တာဘာမှတော့မဖြစ်လိုက်ဘူးတရွာထဲသားချင်းတွေပဲဖြစ်တာကြာပြီဆိုပေမဲ့မိန်းကလေးရဲ့လုံခြုံရေးကြောင့်အခုမှမီဒီယာကိုဖြေကြားရတာပါအခုတော့သူလဲလုံခြုံတဲ့နေရာစီကိုရောက်နေပါပြီလို့ပြောဆိုခဲ့ပါဗျ။ ်လက်ယူတဲ့သူတွေဟာနန်းပန်ရဲစခန်းကစခန်းမှုညီညီအောင်တဲ့တကွရဲတပ်သားတွေအားလုံးပါဝင်ပြီးတော့တရက်ခန်းကိုလက်ယူကလွှတ်ပေးပြီးတဲ့နောက်ပိုင်းမှာငွေကြေးတွေနောက်ထပ်တောင်းခံတာတွေရှိခဲ့တယ်လို့ရွာကန်နေစီကသိရပါဗျ။ကျူးလွန်ခံရတဲ့သူရဲ့မိษွေတအူးကခန်းကျင်သည်ခြံထဲမှာဖြစ်တာကောင်မလေးကရော်ကြီးမယူခြင်းဘူးအမှုပဲဖွင့်ကျင်တာဒါပေမဲ့အုတ်ကြီးနဲ့ရဲတွေကတစ်ချက်ကနေနှစ်ချက်မဖြစ်ချင်ရင်ခြေအေးလိုက်ငါတို့ကဟိုဘက်ကိုလည်းဒဏ်ငွေရိုက်လိုက်မယ်ဆိုပြီးတော့ဖိအားပေးတာရွာကန်နေလဲပါတာပေါ့ နောက်ဆုံးရဲကအမှုမဖွင့်ပြီးတော့ဘာမှမတတ်နိုင်ဘူးလေလို့ပြောပါတယ်။အရင်ကလည်းအင်းလေးဒေတာမှာမရေမှုပေါင်းများစွာဖြစ်ပွားခဲ့ပြီးတော့ရဲနဲ့အုပ်ချုပ်ရေးမှုတွေကလက်ယူပြီးတော့ဝင်ရောက်ဖြန့်ပြေးပေးမှုတွေကြောင့်အမှုဖွင့်တဲ့အဆင့်ကိုမရောက်ဘဲနဲ့လွတ်မြောက်သွားခဲ့ကြတယ်လို့ဒေတာကန်တွေကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်ညောင်ကိုင်းပြူစောတိရွာကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၉ဦးသေဆုံးပြီးဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ24ရက်နေ့မနက်၄နာရီခွဲအချိန်ကမှရွှေဘုံမြို့နယ်ညောင်ကိုင်းပြူစောတိကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Civil Armed Force 96 Soldiers People Liberation Army PLA နဲ့ ကနောင်တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့ဝေရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိပ်တွေ့တိုက်ပွဲဟာ9နိုင်ခန့်ကြာမြင့်ခဲ့ပြီးတော့ညောင်ကိုင်းပြူစောတိခေါင်းဆောင်စိုးနိုင်ရဲ့ဒါအကြီးပြူစောတိကြောက်စိန်ပြူစောတိဝင်းမြင့်ပြူစောတိအောင်မှုနဲ့ပြူစောတိလက်ဘွတ်တို့အပါအဝင်စစ်ကောင်စီတပ်သား9ဦးသေဆုံးကပြူစောတိနဲ့စစ်သား15ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားတဲ့အချိန်တွဲမှာစစ်ကူများလာရောက်တဲ့တဲသီးတော်ခြေရွာနဲ့ညောင်ကိုင်းခြေရွာကိုကြားဖြတ်တိုက်ခိုက်ရေးတာဝန်ကို ဗိုလ်ကြားရိုင်းပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ယူဆောင်ရွက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ခိုက်မှုကစစ်ခွေးကိုးကောင်တိတ်ဆုံးတယ်လို့သိရတယ်အဲ့ဒီရွာမှာကစစ်ခွေးတွေရောပြူစောထီးတွေရောရှိတယ်ထိခိုက်ဒဏ်ရာရတာက15កောင်လောက်ရှိတယ်လို့ဗိုလ်ကြားရိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်ဒါအပြင်ရွှေဘုံခရိုင်တရဲ27ရေဦးမြို့နယ်ဘက်ကဖ Phoenix တပ်ခွဲ Glassy Force ရွှေဘုံမြို့နယ်မဟုတ်ရရွှေဘုံသား LPDF နဲ့ Zero Fighter Squad ဒီပဲရင်တို့ကအားဖြည့်ပြီးတော့ကုညီတိုက်ခိုက်ခဲ့ကြပြီးတော့လက်နက်ကြီးပစ်ကိုအဖြစ် Lightning Drone Force ကဏီမျိုးနယ်ပါကဖာဂျိုးယူ drone တပ်ဖွဲ့နဲ့အရာတော်မျိုးနယ်နောင်ရိုးတပ်ဖွဲ့တို့ကတက်ကူပေးခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဗိမ်းမျိုးနယ်မဇောကျေးရွာအုပ်စုမှာပြူစောတိအဖွဲ့ဖွဲ့စည်းနိုင်ရင်စစ်မှုထမ်းဖို့လူစီရင်ပေးစရာမလိုတော့တယ်လို့လူစားထိုးဖို့ပတ်စံပေးစရာလည်းမလိုတော့ဘူးလို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကဒေသခံတွေကိုအစည်းအဝေးခေါ်ယူပြီးတော့ပြောဆိုခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဇောကျေးရွာအုပ်စုမှာကျေးရွာပေါင်း16ရွာရှိပြီးတော့လက်ရှိမှာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ်နဲ့ကျေးနန်းတိုင်းရွာကဥဆန်အေးကတာဝန်ယူထားတာဖြစ်တယ်လို့ဒေသခံတွေစီကစုံစမ်းသိရှိရပါတယ်။မေလ29ရက်နေ့မှာမဇောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကကျေးနန်းတိုင်းရွာမှာရှိတဲ့သူ့ရဲ့နေအိမ်မှာကျေးနန်းတိုင်းရွာခံတွေကိုဥစွာခေါ်ယူခဲ့ပြီးတော့ပြူစောတိအဖွဲ့ဖွဲ့ဖို့ဆုံးဖြတ်ထားပြီးကြောင်းဖွဲ့နိုင်ရင် စစ်မှုထမ်းဖို့မလိုတော့ကြောင်းစတဲ့ကိစ္စတွေကိုအတိပေးပြောဆိုခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ကနဦးအနေနဲ့မဇောကျေးရွာအုပ်စုတွေကရွာတွေဖြစ်တဲ့ကျင်းနန်းတိုင်းရွာ၊မြင်းသားရွာ၊မဇောပြင်ကြီးရွာနဲ့ကင်းတက်ရွာတွေကိုပေါင်းပြီးတော့ပြူစောတိအဖွဲ့စတင်ဖွဲ့စည်းမှဖြစ်ကြောင်းအုပ်ချုပ်ရေးမှူးကအစည်းအဝေးမှာပြောခဲ့တယ်လို့သိရပါဗျ။အဲ့ဒီရွာလေးရွာကဒေသခံတွေအနေနဲ့နောက်လာမဲ့စစ်မှုထမ်းအတုပ်တွေအတွက်လူစီရင်ပေးရတာလူစားထိုးဖို့ငွေထည့်ရတာတွေလုံးစီရမလိုတော့ဘူးလို့လည်းအုပ်ချုပ်ရေးမှူးဦးဆန်အေးက အစည်းအဝေးမှာပြောခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်အစည်းအဝေးခေါ်တာကကျမတို့ရဲ့သဘောထားကိုမေးဖို့မဟုတ်ဘူးရှင်။သူဆုံးဖြတ်ပြီးသားကိစ္စကိုခေါ်ပြီးတော့အတိပေးတဲ့သဘောပါ။ရွာမှာပြူစောတိအဖွဲရှိလာလို့ရှင်တိုက်ပွဲတွေဖြစ်လာနိုင်ကြေကပုံများတော့ဘယ်အချိန်လောက်အိုးပြစ်အိမ်ပြစ်ပြေးရတော့မလဲဆိုတာကိုတော့စိုးရိမ်နေရတယ်လို့ချင်းနန်းတိုင်းရွာကအမျိုးသမီးတူကပြောဆိုခဲ့ပါတယ်။ဒါအပြင်မစောချေရွာအုပ်ချုပ်ရေးမှုကနေပြူစောတိအဖွဲဖွဲ့နိုင်ရင်စစ်မှုထမ်းလူစားထိုးဖို့အတွက်ပတ်စံထည့်စရာမလိုတော့ဘူးလို့ပြောပေမယ်။ပြူစောတိအဖွဲအတွက်လာစားကိုတော့ ရွာခံတွေကပဲထောက်ပံ့ပေးရမှာဖြစ်တယ်လို့ပြောခဲ့ကြောင်းရွာခံအမျိုးသမီးကဆက်လက်ပြောပြခဲ့ပါတယ်။မစောကြေးရွာအုပ်စုနဲ့တဆက်တည်းဖြစ်နေတဲ့ပိမျိုးနဲ့ပတောင်းကြေးရွာအုပ်စုကရွာခံတွေမှာလဲပြည်သူစစ်မှုထမ်းတတရအတုအတွက်လူစားထိုးဖို့ဆိုပြီးတော့မနေ့ကစပြီးရာအိမ်မှုတွေကနေပြီးတော့တအိမ်တက်တအိမ်ဆင်းပတ်စံတွေကောက်ယူနေတယ်လို့ပတောင်းရွာခံတွေစီကနေပြီးတော့သိရပါတယ်။မနေ့ကစပြီးတော့ကောက်တာဗျ။အကုန်လုံးတော့ကောက်လို့မပြီးသေးဘူးလို့ပတောင်းကြေးရွာအုပ်စုနေဒေသခံအမျိုးသားတို့ကပြောပြခဲ့ပါတယ်။ပတောင်းကြေးရွာအုပ်စုမှာပတောင်းရွာ၊ရှမ်းတောင်ရွာ တောင်ပလဲရွာနဲ့တက်လက်ငယ်ရွာတို့ပါဝင်ပြီးစုစုပေါင်းအင်ဂျီ1500ဝန်းကျင်ရှိတယ်လို့ပတောင်းရွာဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။အဲ့ဒီလေးရွာစလုံးကနေအိမ်တွေမှာတအိမ်ကိုကြက်နှစ်တောင်းခွဲနှုံးနဲ့ကောက်ယူနေတာဖြစ်ပြီးတော့လာစဉ်ကောက်ခံသွားမှာဖြစ်တယ်လို့ယာအိမ်မှုတွေကပြောဆိုခဲ့ကြအောင်ပတောင်းရွာကန်တွေကပြောပါတယ်။အလားတူပဲဘိန်းမြုံနယ်တညက်ကြီးရွာမှာလည်းစစ်မှုထမ်းလူစားထိုးဖို့အတွက်တအိမ်ကိုငွေကြက်3000နှုံးနဲ့ကောက်ယူခဲ့ဘူးတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလ3ရက်နေ့ကပတောင်းကြီးရွာအုပ်စုအနီးက ပတ်ကယ်ခြင်းရွာမှာအခုလိုမျိုးစစ်မှုထမ်းလူစားထိုးဖို့အတွက်ပတ်စံကောက်ခံတာကြောင့်ယာအိမ်မှုတအုပ်နဲ့ဆယ်အိမ်မှုနှစ်အုပ်တို့အသက်ခံရတဲ့ဖြစ်စဉ်လည်းရှိခဲ့ဘူးကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်မှာတာဝန်ကျနေတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာလစာမရတာဟာလေးလရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဖေဖော်ဝါရီလကစတင်ပြီးတော့မေလကုန်အထိစစ်ကောင်စီတပ်ကမောင်တော်မြို့နယ်မှာရှိတဲ့ရဲတပ်ဖွဲ့ဝင်ဒိုင်းကိုလစာလုံးဝမပေးဘူးလို့ ရခိုင်ပြည်နယ်အမှတ်၁နေကြားဆောင်ရဲကွက်ကဲမှုဌာနချုပ်ယုံကရဲအရာခံတအူးကပြောပြခဲ့ပါတယ်အားလုံးကမိသားစုရှိတယ်လေတာဝန်ကပြီးတော့လာရတယ်လစာကတော့မရဘူးဘလို့စားနေတယ်လဲဆိုတာဘယ်လူကြီးမှမမေးဘူးခိုင်းဖို့ပဲသိတယ်ခိုင်းကြရင်လဲအစာတော့ကျွေးပေါ်လို့၎င်းကပြောပြခဲ့ပါတယ်လက်ရှိမှာ၎င်းတို့ဟာအသက်မသေးအောင်တော့မနေ့ကျိုးစားရုံးကန်နေရတဲ့အခြေအနေကိုရောက်ရှိနေတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ပေါတော့ ပုံနာကျော်ရတိတောင်ဘူးတိတောင်မောင်တော်ကြောက်တော်နဲ့မင်းများမြို့နယ်များကဌာနဆိုင်ရာဝန်ထမ်းများကိုလည်းစစ်ကောင်စီကလစာမပေးဘူးလို့ပုံနာကျော်မြို့နယ်မှာရှိတဲ့ပညာရေးဝန်ထမ်းတို့ကပြောပြခဲ့ပါတယ်။လစာမရတာ3လကျော်နေပြီ။ဒီလနဲ့ဆို4လပေါ့။လစာမရတော့စားဝတ်နေရေးကအဆအခက်ခဲရှိတယ်။လစာကိုပဲအားကိုးပြီးနေရတာလေ။လစာမရတဲ့အကြောင်းကိုဘယ်သူမှလည်းအကြောင်းကြားထားတာမရှိသေးဘူးလို့၎င်းကပြောပါတယ်။အရင်ကဝန်ထမ်းလစာများကိုမြို့နယ်အသီးသီးမှာရှိတဲ့တပ်ဆိုင်ရာတာဝန်ရှိသူများကထုတ်ပေးထားတော်လေ။ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများပြင်းထန်ပြီးတဲ့နောက်ပိုင်းမှာထုတ်ပေးခြင်းမရှိတော့ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအနောက်ချမ်းနတ်တလင်းမြို့နယ်မှာခရိုင်အုပ်ချုပ်ရေးမှူးယုံစောက်လုံစရိတ်ဆိုပြီးတော့မေလ30ရက်နေ့မနက်မှာအရက်ဆိုင်နေတဲ့ KTV တွေကိုအထွေထွေအုပ်ချုပ်ရေးဌာနကပတ်စံလိုက်တောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အရက်ဖြူဆိုင်တဆိုင်ကိုငွေကျပ်3000အရက်ဘီယာနဲ့တွဲဖက်ရောင်းချတဲ့စားတောက်ဆိုင်တဆိုင်ကိုငွေကျပ်9000နဲ့ KTV တွေကိုကျပ်3000ခွဲစီတောင်းခံနေတယ်လို့ပြောပါရတယ် နတ်တလင်းမြို့နယ်မှာအရက်ဖြူဆိုင်၂၀၀ကျော်အရက်နဲ့တွဲဖက်ရောင်းချတဲ့စားတောက်ဆိုင်၁၀၀ကျော်နဲ့ KTV ၄ခုထဲမှနေရှိတယ်လို့သိရပါဗျ။ခရိုင်အုပ်ချုပ်ရေးမှူးယုံကနိုင်ငံတော်စည်းရုံးနဲ့စောက်ပြီးသွားလို့အဲ့လိုတောင်ပြီးသွားပြီ။အဲ့ဒါကိုခရိုင်အုပ်ချုပ်ရေးမှူးယုံစောက်လုံစည်းရုံးဆိုတာကတော့လုံစားတာလို့ပဲမြင်တယ်။သူတို့လက်အောက်ကဆိုပြီးတော့အနိုင်ကျင့်ပြီးတော့တောင်းနေတာဘသူကငင်းဝင်မလဲဗျာပေးရတာဘောလို့မြို့ကန်တူကပြောပါတယ်။အရက်ဖြူဆိုင်နဲ့ အရက်တွဲဖက်ရောင်းချတဲ့စားတောက်ဆိုင်တွေဟာတပ်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှုရုံးမှာတစ်နှစ်တစ်ကြိမ်ငွေသွင်းရပြီးတော့အရက်ရောင်းချခွင့်လိုင်စင်ယူပြီးတော့ရောင်းရတဲ့ဆိုင်တွေဖြစ်တယ်လို့ KTV တွေဟာလည်းထွေအုပ်ရဲ့ထောက်ခံချက်နဲ့မှဖွင့်ခွင့်ပြုတာလို့ဆိုပါတယ်။နောက်ထပ်လုပ်ငန်းရှင်တူကလည်းအရက်ဆိုင်တွေကိုထွေအုပ်ကငွေကောက်ခံကလိုင်စင်ထုတ်ပေးပေမဲ့တာဝန်ခံမှုတာဝန်ယူမှုမရှိဘူးလို့ဆိုပါတယ်။လိုင်စင်အမျိုးအစားလိုက်ငွေသွင်းရတာလဲတိန်းကို၁၀နဲ့ချီပြီးတော့ပေးရတာအခုလဲထပ်တောင်းနေတယ် အရက်ပုံးရောင်းတဲ့ဆိုင်တွေကြတော့ဖမ်းပေးတာမျိုးမရှိဘူးအရန်ကိုနစ်နိုင်ရတယ်လို့ပြောဆိုခဲ့ပါတယ်ပြီးခဲ့တဲ့မေလ23ရက်နေ့ကလည်းနတ်တလဲမြို့နယ်တောင်ညိုဆဲဆက်လီဂိတ်မှာတက်ဆွဲထားတဲ့ဘုံမူးနိုင်ဝင်းထွန်းဟာတောင်ညိုဆဲကိုအမိပြုတ်နေတဲ့ဒေသခံ၅အဝယ်တိုင်း၉တိုင်စီကနေပြီးတော့ငွေကျပ်၄သိန်းနဲ့ကုန်းစုံဆိုင်၄ဆိုင်မှာတဆိုင်ကုန်ငွေကျပ်၂သိန်းခွဲစီတောင်းယူခဲ့တယ်လို့သိရပါတယ်နတ်တလဲမြို့နယ်ကိုစစ်ကောင်စီက2022ခုနှစ်ဧပြီလ30ရက်နေ့မှာပြည်ထရေးဝင်ကြီးဌာနကနေပြီးတော့ခရိုင်အဖြစ်နဲ့တိုးချဲ့တဲ့မြို့နယ်တွေမှာပါဝင်ပြီး အရင်ကတာဝရီခရိုင်နယ်ကနတ်တလင်းဇီးကုန်းနယ်ပြည်ခရိုင်နယ်ကပေါင်းတယ်နဲ့တဲကုန်းမြို့နယ်တို့ကိုထုတ်ကာနတ်တလင်းခရိုင်ဖြစ်နေဖွဲ့စည်းခဲ့တာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ